အခုဗီဒီယိုကိုကြည့်နေတဲ့သူကအရာအားလုံးကောင်းမွန်လာတော့မယ့်ချိန်မှာဒီဗီဒီယိုကိုနှိပ်ကြည့်မိတာပဲဖြစ်ပါတယ်ကျွန်တော်ယုံကြည်ရယ်အခုသင်ကငွေကြေးရအဆင်ပြေတော့မယ် ဘဝမှာကံကောင်းခြင်းတွေအစဉ်ပြေချုံးဝေနိုင်နေတဲ့ကြုံတွေ့ရတော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တင်ကိုယ်တိုင်ကဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားနေပြီးရော YouTube ရဲ့ algorithm အရလည်းအခုကြည့်နေတဲ့ညီကိုမောင်နှမစီကိုဒီဗီဒီယိုပို့ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီတိုင်းပဲဆက်ကြိုးစားပါ၊ဆက်ရှာဖွေပါ။ Law of Attraction အရာကိုကကောင်းတာတွေပဲတွေ့၊ကောင်းတာတွေပဲလုပ်နေရင်တည်ကြတယ်၊ကိုယ့်စီကိုကောင်းတာတွေပဲရောက်လာတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ ခုလိုမျိုးကံကောင်းခြင်းတွေဆက်လက်တည်မြဲနေပြီးတော့ဗောတင်ဘွားလျှောက်လုံးမှာလဲအမြင့်အစဉ်ပြေချုံးဝေဆောင်နေထိုင်သွားလာခြင်းနဲ့ဆိုရင်တော့ကိုဘွားမှာအခြားသူလက်ထဲကိုဘယ်တော့မှပါမသွားအောင်ထိန်းသိမ်းထားတဲ့နဲ့အရာ၅မျိုးရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့အပေါ်တွေမပြောနေတော့ဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်။နံပါတ်၁ကတော့ကိုယ့်ရဲ့ energy ပါကိုယ့်ရဲ့ energy ကိုအခြားသူကိုအတက်နိုင်ဆုံးအလွယ်ကူဆုံးမပေးပြလိုက်ပါနဲ့ တင့်ကိုတစ်ချိန်လုံး complain တွေလာပြောနေဖို့သူတို့ရဲ့အဆင်မပြေတာတွေကိုတိုင်တောနေဖို့ညှဉ်းညူနေဖို့ဆွဲခေါ်ပြီးတော့အမြဲတမ်းစကားပြောဖို့အဖြစ်အသုံးပြုတဲ့သူတွေကိုတငယ်ချင်းကောင်းဒါမှမဟုတ်ရင်ရင်းနှီးတဲ့မိတ်ဆွေတွေလို့မထင်လိုက်ပါနဲ့တကယ်တော့တင်ဟာသူတို့ရဲ့အမိုက်တွေလာပြတဲ့နေရာစိတ်ဖိစီးမှုတွေလာထားတဲ့နေရာဒါမှမဟုတ်ရင်တင်ဟာသူတို့ရဲ့စိတ်ပြေလက်ပြအထိုးခံရတဲ့တဲအိတ်လေးပမာဖြစ်နေတာပဲဖြစ်ပါတယ် ရလက်အနေနဲ့ကတော့ကိုယ်မှာသူတို့အစာဖြစ်ပေးနေတဲ့ဒေါသတွေစိတ်တို့လို့ဖြစ်တဲ့ဝေဒနာတွေနဲ့အာယုံတွေနောက်စိတ်ဖိစီးမှုတွေနဲ့ပဲကြံနေခဲ့ရတာပဲဖြစ်ပါတယ်။ကိုယ်အတွက်လည်းအကျိုးမရှိကိုယ်ဘဝအတွက်ရှေ့ဆက်ဖို့အတွက်လိုအပ်မဲ့အရာတွေပေါ်ကိုလည်းစိတ်မပါတော့ဘဲနဲ့စိတ်ပင်ပန်းနေရပါလိမ့်မယ်။ ဒီလိုလူမျိုးတွေနဲ့တုံ့ပြန်မှုနှဲပါရင်တော့သူတို့ဟာတင်းရဲ့ energy တွေကိုလည်းယူသွားဖို့ခက်ခဲပါလိမ့်မယ်။အဲဒါကြောင့်မလို့ဒီလိုလူမျိုးတွေနဲ့ဝဝေးတာနေပြီးတော့ကိုယ့်ဘက်ကလည်းသူတို့ရဲ့အမိုက်တွေလာမသွန်အောင် boundary တွေထားပြီးရောစီချထားရမှာပဲဖြစ်ပါတယ်။နံပါတ်1ကတော့အခြားသူအတွက်အာမခံပေးတာနဲ့ကိုယ့်ရဲ့ချွေးနေစာပဲဖြစ်ပါတယ်။သူများတွေအတွက်အကျွေးဆက်ပေးခြင်းတာ သူများအစားအာမခံပေးတာဒါမှမဟုတ်ရင်ဒါကိုလုပ်ရင်တော့ကောင်းတယ်ဟိုဟာလုပ်ရင်တော့ကောင်းတယ်အကျိုးမြတ်ကောင်းတယ်အစားရှိသဖြင့်စေတနာနဲ့အဆုံးမရှိအကြံပေးခြင်းတွေကိုအတတ်နိုင်ဆုံးရှောင်နိုင်ရှောင်ဖို့လိုအပ်ပါတယ် လူတိုင်းမှာကိုယ်စီဆက်ရမယ့်အကျိုးတွေဆိုတာရှိသလိုလူတိုင်းမှာကိုယ်စီခံယူရမယ့်အကျိုးဆက်အကြောင်းတရားတွေဆိုတာလည်းရှိပါတယ်။ကို့မှာတော့မစားရမတော့ရစုထားရပြီးတော့သူတို့မှာတော့ရှိရှိသလိုတုံးခဲ့ကြပြီးတော့ငွေကြီးအရာဘာပြင်ဆင်မှုမှမရှိဘဲနဲ့ပြဿနာကြုံလာတော့မှအတနာခံကိုကိုပါဒုက္ခနဲ့ဆွဲသွင်းတဲ့သူတွေကိုရှောင်ကျဉ်တင့်ပါတယ်။လူတိုင်းမှာကိုယ်စီဖြတ်တန်းဖို့ဘဝလောကဓာတ်ဆိုတာရှိပါတယ်။ကို့လှည့်ကြရင်ကိုကိုကူညီသလိုပြန်ကူညီနိုင်မယ်ဆိုတာလဲလုံးဝမျှော်လင့်မထားပါနဲ့။ ကိုကမဖြစ်မနေကူညီပေးခြင်းအနာမှာကို့အတွက်စီးပွားမပြတ်နိုင်လောက်တဲ့ပမာဏကိုပဲပြန်မရတော့ဘူးလို့သာတွေးပြီးရလှူတဲ့စိတ်နဲ့သာပေးလိုက်ပါအတတ်နိုင်ဆုံးသူတစ်ပါးရဲ့ဘဝတွေကိုမဝင်ရောက်မိပါစေနဲ့ကို့ဘဝကိုသာကောင်းတဲ့ကောင်းအောင်ကြိုးစားအသက်ရှင်နေထိုင်သွားပါနံပါတ်3ချက်ကတော့ကို့ရဲ့အချိန်ကို့ရဲ့အချိန်ကိုအခြားသူကိုဘယ်တော့မှလွယ်လွယ်ကူကူမပေးပစ်လိုက်ပါနဲ့တချို့တငယ်ချင်းတွေကသဘာဝအတိုင်းဆရာထက်တန်ကြတယ် သူများကိုကူညီပေးရမှာကို့အလုပ်တောင်မှမလုပ်နိုင်ဘဲနဲ့အချိန်အားလုံးကိုသူများအတွက်ပေးဆက်လိုက်ကြတယ်။ကို့အကျိုးအတွက်တော့တခါမှမငဲ့ဘဲနဲ့ငွေသုံးရင်ဖြည့်ရှင်းလို့ရတာကိုတော့ကို့ကိုအတုံးချခြင်းတဲ့သူတွေနဲ့ဝေးဝေးသာရှောင်လိုက်ပါ။အမြဲတတိယပေးပါ။အချိန်ဆိုတာကို့အသက်လိုပါပဲ။ကို့ကိုကိုဂယုမဆိုင်ပဲမနေသင့်တယ်လို့ကို့ဘဝကံကြမ္မာကိုအခြားသူလက်ထဲဘယ်တော့မှမအပ်မိပါစေနဲ့။ အမြဲတမ်းထားမှာကသူများကိုကိုတက်နိုင်သလားကုညီပေးနိုင်ပေမဲ့ကိုဘဝတစ်ခုလုံးရင်းပြီးတော့အဆုံးရှုံးခံပြီးတော့မကူညီသင့်ပါဘူး။နံပါတ်၄ချက်ကတော့ကိုအိမ်ရဲ့ချက်တည်ရေပါ။ကိုအိမ်ရဲ့ချက်တည်ရေကိုလည်းတေချာထင်းထင်းထားပေးဖို့လိုအပ်ပါတယ်။ကိုရဲ့ကံကောင်းခြင်းတွေအမြဲကောင်းနေစေခြင်း၊ကိုရဲ့အိမ်ချက်တည်ရေအမြဲရှိနေစေခြင်းရဲ့အခြားသူကိုကိုအိမ်ကိုအလွယ်တကူခေါ်ဆောင်လာတာမျိုးတွေမလုပ်သင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာလက်ရှိဘလို့ချင်းနေမျိုးကိုဖျက်ဆီးနေရတယ်ဆိုတာကျွန်တော်တို့မသိနိုင်ပါဘူး။ သူတို့တွေဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုကျင့်နဲ့ပျော်ရွှင်ပေးမဲ့သူလားနောက်ကျောဓာတ်နဲ့ထိုးနိုင်တဲ့သူလားဆိုတာဘလို့မှမသိနိုင်ပါဘူး။ဒါကြောင့်မို့လို့ကိုယ့်အိမ်ရဲ့စက်တီဆိုတာကလည်းကိုတီဆောက်ထားတဲ့ energy fee ရရှိရဲ့ ਨੇ ပယ်လေးဖြစ်တဲ့အတွက်အပြေအဝကာဝယ်ပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးရေးစည်းဆုံးချက်ကတော့ကိုယ့်ရဲ့ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုကိုအခြားသူကိုလွတ်လွတ်မပေးပြလိုက်ပါနဲ့။လူတစ်ယောက်ကပျော်ရွှင်လေးလေးသူရဲ့စွမ်းအင်လှိုင်းနှုံးတွေကပို့ပြီးတော့မြင့်မားလေးလေးကံကောင်းခြင်းတွေကပိုကြောက်လာလေးလေးပဲဖြစ်ပါတယ် လူသဘောကကိုမပြောရရင်ပျော်နေတဲ့သူကိုလည်းကြည့်မရတာမျိုးတွေဖြစ်နိုင်ပါတယ်။တစုံတယောက်ကတင့်ကိုမနာလိုဖြစ်ပြီးတော့လက်ရှိရှိနေတဲ့အပျော်တွေပျောက်ဆုံးအောင်အားထုတ်ပြီးကြိုးပမ်းလာရင်လည်းဒီလိုချိန်မှာကိုကယဉ်ကျေးပြီးအားနာနေဖို့လုံးဝမလိုအပ်ပါဘူး။လိုအပ်လာတယ်ဆိုလို့ရှိရင်လည်းပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးတော့ကာကွယ်ပေးဖို့လိုအပ်ပါတယ်။အထူးသတိထားရမှာကကိုယ့်ရဲ့ပျော်ရွှင်မှုကိုဘယ်သူမှလူ့ပိုင်ခွင့်မရှိသလိုသူတို့ရဲ့ပျော်ရွှင်မှုအတွက်ချနှင်းစရာအရာတစ်ခုလည်းမဟုတ်ပါဘူး။ကိုကိုယ်တိုင်ပဲကာကွယ်ရမှာဖြစ်ပါတယ်။ အဓိကကတော့ကိုကိုတိုင်းစိတ်ထဲပျော်ရွှင်မှုစိတ်ကျဉ်နှံ့မှုကသာလင်အရေးကြီးဆုံးပဲဖြစ်ပါတယ်။ခုနကဖော်ပြထားတဲ့လူတွေနဲ့ကြုံတွေ့ရတဲ့အခါမှာကိုယ်စိတ်ကိုသိမြင်ပြီးတော့ကိုယ်စိတ်တဲ့ပါအမိုင်းမှအဝင်မခံလိုက်ပါနဲ့။ကိုဘွားဟာကိုပိုင်နေကိုဘွားဟာကိုကိုတိုင်းဖြတ်သန်းမှာဖြစ်ပြီးတော့ဘလို့ဘွားမျိုးပဲဖြစ်ဖြစ်အကောင်းမြင်စိတ်နဲ့ပျော်ပျော်နေတတ်မယ်ဆိုတာကိုနားလည်ထားရမှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ အခုဖော်ပြသွားတဲ့၅ချက်ကိုတေချာထိမ့်သိမ်းထားနိုင်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝတစ်လျှောက်လုံးမှာအဆင်ပြေချုံးဝေပါစေလို့ဆုတောင်းပေးရတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ကျွန်တော်ကတော့ Money Man မြန်မာရဲ့တင်ဆက်သူကိုစောဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။